ကျွန်တော်တို့ဒီလောကမှာယခုအချိန်အသက်ရှင်နေရတဲ့အချိန်ကာလကနောက်ဆုံးသောအချိန်ကာလဖြစ်တယ်။ဘာကြောင့်ကျွန်မဒီလိုပြောတယ်လို့ဆိုရင်နှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာနောက်ဆုံးသောအချိန်ကာလရောက်နေပြီဆိုတဲ့အရာကိုထင်ထင်ရှားရှားမြင်တွေ့ရတယ်။သို့တော့တချို့တချို့သောယုံကြည်သူများကဟာနှုတ်ကပတ်တော်ထဲမှာရေးထားတာကြားပြီးပဲ ဒါကဟိုယေရှုခရစ်တော်လက်တက်ထဲကငါပြန်ကြွလာမယ်ဆိုတဲ့အကြောင်းအရာကိုရေးထားတယ်။တပည့်တော်တွေလည်းတခါတည်းအားရပါးရမှပဲမေးကြတာအခုအချိန်ထိယေရှုခရစ်တော်ကပြန်မကြွလာပါသေးဘူးဆိုပြီးတော့ကိုယ့်ရဲ့အသက်တာကိုကိုယ်စိတ်ကြိုက်အသက်ရှင်ပြီးတော့ပော့ပော့ပြက်ပြက်နဲ့ဒီလောကထဲမှာဖျက်ရှောင်နေတဲ့ယုံကြည်သူတွေရှိတယ်။လောကနဲ့ဆိုင်တဲ့အရာကိုပဲအမြဲတမ်းတဆွဲဆွဲတလန်းလန်းနဲ့နောက်လှည့်ကြည့်နေတယ်ဆိုရင်တော့ဒီနေ့ဘုရားသခင်ခေါ်တဲ့ပန်းတန်ကိုသင်ရောက်နိုင်မှာမဟုတ်ဘူး။အာမင်။ လောကနဲ့ဆိုင်တဲ့အရာကိုဆွဲလန်းလို့မရဘူးဒီအချိန်ဟာဘုရားသခင်ကိုစိတ်စိတ်ကြည့်ရမယ့်အချိန်ဖြစ်တယ်ဘုရားသခင်ခေါ်ဆောင်ရနောက်ကိုလိုက်တက်ဖို့အတွက်အရန်ရေးကြည့်ပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်မမေးချင်တယ်ညီကောင်မမများအခုဘေးနားကပတ်ဝန်းကျင် ဖြစ်ပျက်တဲ့အရာတွေအားလုံးကိုကြည့်ပြီးတော့သင်မြင်တဲ့အခါမှာသူတို့ရဲ့ညစ်ညူးခြင်းဒီလောကရဲ့ရေစီးကြောင်းတဲမှာ မလိုက်ပါသွားမိပါစေနဲ့ဒီလောကရဲ့ရေစီးကြောင်းတဲမှာကျွန်တော်တို့လိုက်ပါသွားပြီဆိုရင်ကျွန်တော်တို့အတွက်အသက်ရှင်ရလမ်းမရှိဘူးသေခြင်းနဲ့အဆုံးသတ်မှာဖြစ်တယ် 随便穿那个，怎么怎么穿的，没得 aju 的那个，怎么？你 no go 不道理，拍不起来呢，喏。然后我讲，这倒也困了，听我讲啥呀，比比比。我讲的路，阿达厦门路，双皮鞋穿下来，对不对？你 no go 不道理，拍不起来呢。那个看见石头，看见牙，听到的用指尖来推的倒，没推的老虎，狗狗狗，四脚朝天。 ကိုကိုကိုစုံစမ်းကြလောမေးစီချင်တယ်ကိုကိုကိုဒီနောက်ကဘတော်အားဖြင့်နောက်ကဘတော်ကမေးတဲ့အတိုင်းကျမတို့ကိုကျမတို့မေးကြည့်ရအောင်ငါဟာဘုရားသခင်အပေါ်မှာစစ်မှန်တဲ့ယုံကြည်ခြင်းနဲ့မှတည်တဲ့သူလားမတည်တဲ့သူလားလို့မေးကြည့်ပါပြောချင်တဲ့ရကငါကယ်တင်ခြင်းတကယ်ရသွားပြီလားသာရအသက်ကိုတကယ်ရသွားပြီလားမေးစီချင်တယ်ရှုရဟုတ်ကဲ့လို့ဖြစ်ရင် ဝမ်းသာပါတယ်ဟုတ်ကဲ့ငါကျွန်တော်ကတော့အာကျွန်တော်ကတော့ကေတင်ချင်းရပြီเนาะအဲ့လိုဖြေတဲ့သူကျွန်မထပ်ပြီးတော့မေးခြင်းတယ်ကေတင်ချင်းရသွားပြီဆိုတဲ့အရာကိုဘယ်လိုလုပ်သိသလဲเนาะချို့ရအဖေအမေအသေးဥစရာဖြစ်နေလို့ကေတင်ချင်းရတယ်လို့ပြောအောင်ပြောလိမ့်မယ်မရဘူးเนาะအဖေမေအသေးဥစရာဖြစ်တာနဲ့အဖေမေခရီးရန်ဖြစ်တာနဲ့တင့်ကိုဖျားခင်ကကောင်းဝင်နိုင်ငံတော်ကိုဝင်ဖို့ရန်အတွက်လက်မှတ်ပေးမယ်လို့မပြောထားဘူး ယုံကြည်ခြင်းဆိုတာကကိုကိုယ်တိုင်ယုံရတာအစားထိုးယုံပြီးလို့ရတဲ့ကိစ္စမဟုတ်ဘူးဒါလေးကိုနားလေးသိချင်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်ဟာကေတင်ချင်းရပြီးပြီလို့ဝန်ခံတဲ့သူတွေကိုကျွန်မနောက်ထပ်တစ်ခုမေးချင်တယ်အဲ့ဒါကဘာလဲဆိုတော့ကေတင်ချင်းရတာကိုဘယ်လိုသိလိုက်လဲနော်အဲ့တချို့တွေကဖြေပါလိမ့်မယ်ဟုတ်တယ်ကေတင်ချင်းရတာကိုကျွန်တော်ဘယ်လိုသိလဲဆိုတော့ယေရှုခရစ်တော်ကိုကျွန်တော်ကကေတင်ပန်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကေတင်ချင်းရပြီလို့ကျွန်တော်ယုံတယ် 但是，就怕生妹妹，等于穷期间，爹娘没爹母出来养我，等爹了，爹奶了，家里也只一个。哎，这里嘛，生妹妹穷期间没媳妇所以呢，天天培养生伢，等我来看妈妈好不？生妹妹穷期间，爹娘没爹娘出来养我，培养生伢，不落碰见呢，爹奶没来收罗嘞，哎，生。 ံနိုင်သောသူကမှယုံကြည်ခြင်းမှတည်ရသည်ရဲ့အဲ့ဒီအစစ်အစေးခံနိုင်ဖို့ရန်အတွက်ဘုရားသခင်ကယုံကြည်ခြင်းကိုကျွန်တော်တို့အတ္တတိုင်းမှာဘလောက်ထိခိုင်ခန့်မှု ရှိတယ်လဲဆိုတဲ့အရာကိုစစ်ဆေးလာတဲ့အခါမှာဘလို့ခံနိုင်ခြင်းရှိအောင်တည်ဆောက်မယ်ဆိုတဲ့အရာကလည်းအရေးကြီးပြန်တယ်။အဲ့လိုတည်ဆောက်နိုင်မှပဲကျွန်တော်တို့ဟာခံနိုင်ခြင်း ရှိပြီးတော့ဓာရအတ္တကိုအမှန်တကယ်ရတယ်ဆိုတာကိုကိုယ်တိုင်သိမှဖြစ်တယ် အသင်းဥဆရာကဟဲ့ယေရှုခရစ်တော်ကိုယုံကြည်ကဲ့တင်ခြင်းရတယ်ဆိုပြီးတော့အသင်းဥဆရာကတဆင့်ပြောတဲ့အရာမဟုတ်ဘူးကိုယ့်ရဲ့နှလုံးသားထဲမှာဖျားဆစ်ဆေးလာတဲ့အခါမှာဒီလောကရဲ့မုံတိုင်းတွေကိုကြုံတွေ့လာတဲ့အခါမှာခံနိုင်ခြင်းရှိပြီးတော့ဟုတ်တယ်ငါဟာဖျားရဲ့သားသမီးဖြစ်တယ်ငါဟာစစ်မှန်တဲ့ယုံကြည်သူတစ်ယောက်ဖြစ်တယ်ဘလောက်ပဲဒုက္ခဆင်းရဲခြင်းရှိနေပါစေငါဖျားကိုလက်မလွတ်ဘူးအဲ့ဒါစစ်ခံနိုင်တဲ့သူယုံကြည်ခြင်းမှာတည်တဲ့သူအဲ့ဒါကိုတိရောအခန်းကြီး9အခန်းငယ်73ထဲမှာဖော်ပြထားတယ် ဖယားတခင်ဤသားတော်ကိုယုံကြည်သောသင်တို့သည်ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းကထာဝရအသက်ကိုကိုယ်ရလာမရဘူးဆိုလားဆိုရရကိုတဲ့ဖယားကကိုယ်တိုင်သိရတဲ့ခွင့်ကိုပေးမယ်တဲ့ဟာလေလုယာဒါကြောင့်မလို့ဤအရာများကိုသင်တို့အားငါရေး၍ပေးလိုက်ပြီနောက်ကပတ်တော်ကို ရေး၍ပေးထားတယ်ဆိုတဲ့အရာကဒီလောကကြီးထဲမှာနောက်ဆုံးသောကာလမှာ ်ဆက်စေးခြင်းတွေကြောင့်ကြုံလာတဲ့အခါမှာအစ်စ်ခံနိုင်တဲ့သူဖြစ်ဖွယ်အတွက်ဒီနေ့ဒီနှုတ်ကပတ်တရားစကားကိုကျွန်တော်တို့အတွက်ပေးထားတာဖြစ်တယ်။အာမင်။နှုတ်ကပတ်တရားစကားကိုလွန်ပြီးတော့မှကျွန်တော်တို့အသက်ရှင်မယ်ဆိုရင်နှုတ်ကပတ်တရားစကားကိုခြံပြီးတော့မှကျွန်တော်တို့အသက်ရှင်မယ်ဆိုရင် နောက်ဆုံးသောကာလကိုတော့သင်ဖြတ်ကျော်တဲ့အခါမှာယုံကြည်ခြင်းတရားလမ်းတွေကလွဲသွားနိုင်ကြအကြောင်းရှိတယ်။ အပြစ်ဒူးစရရဲ့သွေးဆောင်မှုထဲမှာပါသွားနိုင်စရာအကြောင်းရှိတယ်ဒီလောကရဲ့အပြစ်ရေစီးအကြောင်းကြီးထဲမှာသင်ပါသွားနိုင်စရာအကြောင်းရှိတယ်ဒါကြောင့်မလို့စဉ်းစားကြပါဒီနေ့ဆင်ခြင်ကြပါနှုတ်ကပတ်တော်ကိုကြားတဲ့သူများဒီနေ့အသွေးသားပိုင်းဆိုင်ရာမှာတရဲ့တက်တာထဲမှာလဲပြုံနေပြီဆိုရင်ဒီနေ့ဘုရားခင်တကူနှုတ်ကပတ်တော်အပြင်ပြောနေတယ်နောင်တရပါတေဟာတရှင်းမော်နဲ့ဘုရားခင်ရွေးခေါ်ထားတဲ့သူဖြစ်တယ်အာမင်ဒါကြောင့်မလို့တရောထဲမှာဘာပြောထားလဲဆိုဘုရားခင်အောင်အလင်းဖြစ်တယ်တဲ့ 培养的跟人家打的面的哈，妈妈一天妈妈进来屋了，培养的跟人家培养的跟人家，但学到培养学不的，培养的跟人家学的我那点呢？就我那个培养的跟人家七千年打七千年打七千年打，那位他看着来来用的呀？搞个搞个专门那个说培养的跟人家，但新的培养，但新的培养，但新的培养是真正有用的。 ပြောခြင်းတဲ့ညာကဘာလဲဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာအဲ့ဒီဘုရားကိုကြောက်ရွံ့ခြင်းနဲ့အပြစ်ကိုမုန်းတီးပြီးတော့ဘုရားရဲ့အရှင်မှာအသက်ရှင်တက်ဖွင့်ရအတွက်အလင်းတော်ထဲမှာသွာလာတက်ဖွင့်တဲ့ဘုရားသခင်အလိုတော်ရှိရယ်အာမင်အဲ့တော့အဲ့ဒီတရော်ထဲမှာပဲကျမအရန်သဘောကျလို့တရော်အခန်းကြီးတရော်အခန်းငယ်6မှာဘာပြောထားလဲဆိုရင်ငါတို့ဒီဘုရားသခင်နဲ့မိတ္တဟာယဖွဲ့ပြီးဟုဆိုလျက်ပင်မှောင်မိုက်၌ကျင်လဲလျင်မောင်မိုက်၌ကျင်လဲလင်းလို့ပြောတဲ့အခါမှာအင်္ဂလိပ်ဆို yet walk in the darkness present tense ကိုသုံးနေတာဖယားသခင်နဲ့မိတ္တဟာယဖွဲ့တယ်ဖယားသားသမီးလို့ပြောပြီးတော့မှောင်မိုက်ထဲမှာရှောက်သွားနေတယ်ဆိုရင်တဲ့သစ္စာတရားကိုမကျင့်မှုတာကိုသုံးတော်သူဖြစ်တယ်တဲ့ဒီဖယားခင်ကသူ့ကိုသစ္စာနဲ့ကိုးကွယ်တော်သူကြိုက်တယ်တန်ရှင်းခြင်းအတ္တတာနဲ့ရှောက်လန်းတဲ့အရာကိုသူသဘောကျတယ်သူနှစ်သက်တယ်ဒါကြောင့်မလို့နောင်တရကြပါ နောင်တရပါတင့်ကိုဘုရားသခင်စောင့်နေတယ်ဘုရားရဲ့အရှင်မတင့်ရဲ့အပြစ်အလုံးကိုဝန်ချတောင်းပန်ဖို့အတွက်တင်အခုပဲပြင်ဆင်လိုက်ပါကျွန်မကိုစာပို့ကြတဲ့လူတော်တော်များများရှိကြတယ်အဲ့ထဲမှာကျွန်မရင်းစိတ်ဝင်စားတဲ့လူနှစ်ယောက်သုံးပါအမျိုးသမီးအမျိုးသားဖြစ်တယ်ဆိုတော့ကျွန်မမဖော်ပြလို့နှစ်ယောက်သုံးယောက်လောက်ရှိတယ်သူတို့ရေးကြတယ်သူတို့ဒီလောကမှာတက်ရှင်တဲ့အခါမှာဟိုငငယ်ကလေးတွေကညစ်ညူးတဲ့အတ္တာနဲ့ရှောက်လန်းခဲ့မှုတွေသူတွေရှိတယ်ငငယ်လေးလို့ပြောတဲ့အခါမှာ၃နဲ့၄နဲ့တော့ဟယ်လို လောကကြီးကအဲ့လောက်ထိကြောက်စရာကောင်းနေပြီ၃နှစ်၄နှစ်တည်းကဘဝကအသွေးသားပိုင်းဆိုင်မှာပျက်စီးနေတာဘယ်သူမှကိုလည်းဖွင့်ပြောလို့မရအောင်ပြောရင်လည်းနားနားမထောင်ပေးနိုင်ကြဘူးရှက်လုံးလို့ရင်ဖွင့်လို့မရတဲ့သူတွေအများကြီးရှိတယ်ကျွန်မပြောပြမယ်ဒီတင်ကိုဘုရားခင်စောင့်နေတယ်ကိုယ့်ကိုအသွေးသားဆန္ဒတတ်မှတ်ပြီးတော့လိုက်သွားတာပဲဖြစ်ဖြစ်သူများကလာဖြစ်စင်းနဲ့ကြိုက်သွားတာပဲဖြစ်ဖြစ် ကျွန်မတခါတည်းပြောပြရစီနောင်တရပါဘုရားသခင်၌ရှိတဲ့သူရဲ့အတ္တဟာအသက်ပြုပြင်ခြင်းရှိတယ်ခရစ်တော်အပြည့်ခတ်သိမ်းတော်မှုကိုကျွန်မတို့တက်ဆွမ်းနိုင်နေဆိုတာကဒီຢာတွေပါနေတယ်အာမင်ဟာလေလုယာအိုဒါကတရှိကပြောပါလိမ့်မယ်ကျွန်တော်ကငငယ်တွေကဒီလိုပုံစံမွေးလာတာလို့ပြောပါလိမ့်မယ်ဒီနေ့ဘုရားကဗာပြောလဲလူမီဒီကခရစ်တော်၌ရှိရင်အသက်ပြုပြင်တော်တတ္တဝါဖြစ်ဖြစ်ဟောင်းတော်အရာတို့ဒီပြောင်းလဲရခတ်သိမ်းတော်အရာတို့ဟာအသက်ဖြစ်ကြပါဘီ ်ခရစ်တော်ထဲမှာရှင်သင်ဟာအသက်ပြုပြင်ခြင်းကိုခံရတဲ့သူဖြစ်နေမယ်မောင်မိုက်ထဲမှာဘလောက်ပဲရှိနေပါစေအလင်းတော်သားကိုဖြစ်ရတဲ့ခွင့်ကိုဘုရားရှင်ပေးမှာဖြစ်တယ်အာမင်အာမင်နောင်တရပါဘုရားသခင်ဒီနေ့ဒုတိယအချိန်သူ့ရဲ့တပိုင်းတော်သားတော်ကိုဆေးလွတ်ပြီးတော့ဒီလောကကိုနှီးကုန်းချုံမဲ့အချိန်ကာလရောက်လာတော့မှာဖြစ်တယ် ယေရှုခရစ်တော်ပြန်ကြွလာမယ့်အချိန်ကိုနှဆိုးသားတွေကတည်တဲ့အခါမှာအယံကြောက်ကြတယ်။ဘာကြောင့်လဲသိလား။မကြခင်မှာသူတို့ကကဲ့နဲ့လောင်တဲ့မိငေးအိုင်ထဲမှာအဆုံးသက်ရတော့